တင်းသာရီတိုင်းလောင်းလုံးမြို့နယ်ကညင်းမော်ကျေးရွာမှာတဆွဲခဲ့တဲ့အကြမ်းဖက်စစ်တပ်ကပြည်သူတွေအုပ်ကိုပစ်တပ်ပြီးရုံလောင်းတွေကိုမြေမြုပ်ဖျောက်ဖျက်ပြီးတော့နေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ကြတယ်လို့တော်လိုင်းသတင်းရှင်းမြစ်ကရေကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ10ရက်နေ့ကစပြီးလောင်းလုံးမြို့အနီးကညင်းမော်ကျေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်ဒေါ်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ဟာညင်းမော်ကျေးရွာတဲ့ကိုဝင်ပြေးသွားကြတယ်ဆိုပါတယ်။အဲ့ဒီအချိန် ခြေရွာထဲမှာထွက်ပြေးလို့မလွတ်တဲ့ပြည်သူတို့အုပ်ကိုအကြက်ဖက်စစ်တပ်ကတနက်နဲ့ပစ်တက်လိုက်ပြီးရွာထဲကနေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ပြီးမှနိုဝင်ဘာလ16ရက်နေ့မှာအဲ့ဒီစစ်တပ်စစ်ကြောင်းတစ်ခုလုံးလောင်းလုံးမြို့ပေါ်ကိုပြတ်ဆုပ်သွားကြတယ်လို့တော်လိုင်းရေးသတင်းရှင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုအကြက်ဖက်စစ်တပ်စစ်ကြောင်းပြတ်ဆုပ်သွားတော့မှပြည်သူတို့ကခြေရွာအတွင်းဝင်ရောက်ဆစ်ဆဲတဲ့အချိန်စစ်သားတွေတပ်ဖြတ်ခဲ့တဲ့ပြည်သူတို့ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပြီးဘယ်သူဘဲဝါဖြစ်တယ်ဆိုတာကိုတော့လက်တလောအတီးပြုတ်လို့မရသေးသလို နှစ်ဖက်စစ်ရေးအခြေအနေကလည်းဆက်လက်တင်းမာလာနိုင်တဲ့အတွက်ဂျေးရွာနေပြည်သူတွေအကုန်လုံးအနေနဲ့ရွာထဲကိုပြန်မဝင်ရဲသေးပဲဘေးလိုရာတွေမှာတိတ်ရှောင်နေတုန်းဖြစ်တယ်လို့တော်လိုင်းသတင်းရှင်မကပြောထားပါတယ်ခင်ဗျဆန္နာရှင်တက်ကအေးဖြူမျိုးနဲ့ကလိန်အောင်မလွှဲတောင်လိုင်းပိုင်းမှာနွေဗလာအတွင်းအယက်သားကားတွေကိုချော်ဆွဲပြီးနေရပြောင်းရွှေ့နေတယ်လို့ကာသမားတွေနဲ့ဒေတာခန်တွေကပြောပါရတယ်။တည်တင်းအပြည့်အစုံကိုဒွေဝက်အဖွဲ့သားတအူးကပြပြပေးသွားမှာပါရှင်။ ဆရာနာရှင်တက်ကအေးဖြူမျိုးနဲ့ဂလီအမ်ဘလက်တောင်းလမ်းပိုက်မှာလူမှန်လာတွင်အရတာကားတွေကိုချော်ဆွဲပြီးနေရာပြောင်းရွှေ့နေတယ်လို့ကာသမာတွင်နေဒေသခံတွေကပြောပါတယ်။စက်တင်ဘာလ3ရက်မှာတော်လန်ရေးတက်တွင်နေနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးဆရာနာရှင်တက်ကနေရာအတီတကျတဆွဲနေထိုင်တာမရှိတော့တာပါ။နေရာအတီတကျမနေပဲရာဖုံကျွတ်တလင်းလော့တိုင်း တာမွန်နဲ့ချောက်ကတိရွာတွေမှာလှည့်လေသွာလာနေတယ်လို့သိရပါတယ်။ဒီဝါမတပတ်ကို လေးရက်လောက်နေပြီးနေရာရွှေ့ချီမှာတော့လန်သွားနေတဲ့ကားတွေကိုချော်ဆွဲကနေရာရွှေ့ကြတယ်လို့ကုတင်ရှင်မောင်တို့ကပြောပါတယ်။ ဆရာနာရှင်တပ်သားတွေဟာရွာစဉ်ခက်လေတွာလာနေပြီးရွာသားတချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းလိရှိတဲ့အပြင်ရဲနဲ့ခံရသူတွေလည်းရှိတယ်လို့ဒေတာအခန်းတွေက ပြောပါတယ်။ဆရာနာရှင်တပ်လှုပ်ရှားတွာလာနေတဲ့အတွေ့တိုက်ပွဲဖြစ်မှာကိုလေဒေတာအခန်းတွေကအဆိုရင်နေကြပါတယ်။အရင်ကအဲ့ဒီလမ်းပိုင်းမှာနေရာယူထားတဲ့မော်ရာဝတီရှိတာကဆရာနာရှင်တပ်သားတွေကို ပြန်ရုပ်တင်သွားပြီးလက်ရှိမှာတော့ ကလေးအောင်တက်နေကဆက်အနာရှင်တပ်သားတွေနေရာယူထားတယ်လို့သိရပါတယ်။တေချောင်းမြို့နယ်ဝဲရဲရွာမှာအမျိုးသားတအိုးနွေဘာလ23ရက်နေ့ကမြေမြုံမိုင်းနှိမ့်တာကြောင့်တဝဲစည်းုံကြီးမှာဆေးကုသမှုခံယူနေရတယ်လို့ဒေသခံတချို့ကပြောပါရတယ်။ဒီသတင်းကိုဒွေဘော့ရှ်အဖွဲ့သားတအိုးကပြောပြပေးသွားမှာပါ။ တရချောင်းမြို့နယ်ဝဲရရွာမှာအမျိုးသားတဦးနွယ်မာလာ73ရင်းနှစ်ကမြေမြုပ်မိုင်းနေမိတာကြောင့်တဝဲဆေးရုံကြီးမှာစေကူတာမှုခံယူနေရတယ်လို့ဒေသခံချို့ကပြောပါတယ်။ဝဲရရွာကအသက်55နှစ်အရွယ်ဦးတင်စိုးနဲ့ဇနီးလဲတဲ့စင်ချိန်လဲတဲ့မရောက်ခင်လမ်းပိုင်းတနေရာမှာမြေမြုပ်မိုင်းနေမိခဲ့တာပါ။ မိုင်းနေမိတာကြောင့်ယောက်ျားဖြစ်သူမှာခြေလက်ပိုင်းနဲ့နယ်ယိုးနားတွေနည်းနည်းစီထိထားပေးမယ်။မိမဖြစ်သူကတော့ဘာမှမဖြစ်ဘူးလို့ဝယ်ရရွာဒီသားခိုင်မြို့သားတဦးကပြောပါတယ်။တရက်ချောင်းမြို့အထွတ်စင်ကူကနေဘုတ်တောင်ထိဒွေနေသွားကားလမ်းတစ်လျှောက်ကိုအင်းအားနေရလောင်းတဲ့စင်နာရှိတက်ကအော်တိုဘာလ21ရက်နေ့ကစပြီးစက်ကြောင်းထိုးနေတာတလားလောက်ရှိလာပြီဖြစ်ပါတယ်။အဲ့ဒီစက်ကြောင်းဟာဘုတ်တောင်ကိုရောက်နေပြီးအဲ့ဒီခါနေတရှိကကြီးချောင်းရွာဘက်ကိုပြန်တက်လာနေလို့ဒီသားခိုင်တွေကဆိုပါတယ်။ ဆင်းနာရှိတဲ့စကြောင်းထိုးနေတဲ့ကာလမှာမြေမြုံပိုင်းအန်ဒီရဲ့ကြောင့်ဥယျာဉ်ခြံထဲမသွားရဲသေးတဲ့အတွက်ရောဘောင်ကိုတီလုပ်ငန်းတွေရန်နာထားရတယ်လို့တရချောင်းမြို့နယ်ဒေသခံအချို့ကပြောပါတယ်။ပလောမြို့မှာစစ်ကြောင်းထိုးလာတဲ့စီအိုစုတက်နယ် KNDO တရင်ခုံဦးဆောင်တဲ့တော်လန်ရေးတက်တွေနိုဝင်ဘာလ18ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်းတော်လန်ရေးတက်တွေဘက်က MA1 တနက်၄လက် MA3 တနက်၂လက်နဲ့လက်နက်ခဲယင်တချို့တင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ ရွှေနဲ့ထိုင်းဖက်စီအတက်ကြအခြေအနေတွေကိုပြောပြပေးသွားပါမယ်။တဝဲဈေးကွက်အတွင်းအခောက်ရွှေဈေးမဖွင့်တော့တာ933ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။စစ်ကောင်မရှင်တမတ်ဈေးအတိုင်းမရောရင်ဖန်စီပြီးပိုင်ဆိုင်မှုကိုပါသိမ့်မယ်လို့ချင်းချောက်ထားတဲ့အတွက်ဇွန်လ9ရက်နေ့ကဆောက်လို့အခောက်ရွှေဈေးမဖွင့်တော့တာပါ။ဒါကြောင့်တဝဲဈေးကွက်မှာအခောက်ရွှေဈေးမဖွင့်တော့ဘဲရန်ကုန်ဈေးကွက်ကိုအခြေခံပြီးကြက်ရောင်းကြက်ဝယ်ဖြစ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာအခောက်ရွှေတစ်ချက်သားကို86.6000ကျပ်ဈေးဖွင့်ထားပါတယ်။ ထိုင်းဘက်ငွေလဲနှုန်းကတော့တည့်ရပြလာပြီးမြန်မာငွေတသိန်းကို120ဘတ်ဈေးဖွင့်ထားပါတယ်။